တိတော့ပုံမှာဗျာခြေပန်ထွာဆိုတဲ့ဆရာလေးပေါ့ဒီလချင်ဆရာလေးကအုံဒီခွဲစားမယ်ဆိုတဲ့ဟောပို့တရားဟောနေတယ်ဗျာသဘောထားတွေကတော့အမျိုးမျိုးပေါ့ဗျာလူတိုင်းကတယောက်နဲ့တယောက်စိတ်ချင်းကမတူကြဘူးပေါ့ဒါပေမဲ့ဦးလောက်ထွေးရဲ့အဲ့ဒီအိမ်တွင်းနဲ့ပတ်သက်ပြီးတော့ဘဝအတွေ့အကြုံလေးပြောပြနေတယ်ဗျာနည်းနည်းတော့ရှည်တဲ့အတွက်ကြောင့်အိမ်အောင်စကြကားစားအောင်မှာအဲ့ဒီနောက်တစ်ခုမှလေအိမ်ငားတာအိမ်ငားနေတာပေါ့အိမ်လိုက်ငားတဲ့အချိန်မှာအိမ်တိုင်တွားတွေ့တယ်ခွန်းထောင်းနဲ့တလားမခွန်းထောင်းဝေးပြရတယ် သူကနှစ်ထပ်ဆက်နှစ်ပေလောက်ရှိမှနှစ်ထပ်အိမ်လေးကတော့တော်တော်မကောင်းပါဘူးသူကပြင်တော်အိမ်လေးပြင်နေတောက်တူပိုင်းအောင်ထောက်ထားတယ်ယာရင်တော့ဗောအောက်မှာအိမ်ရှင်ရဲ့ညီမလင်မယားနေတယ်အပေါ်တက်လေးလွတ်နေတာဗောအဲ့တော့အပေါ်တက်လေးမှာလဲနောက်မှာငါးပေလောက်ကိုအိမ်ရှင်တွေကသူတို့ပစ္စည်းလေးတို့အခန်းလေးနဲ့ကန့်ပြီးတော့တတ်ခတ်ထားတယ်အိမ်ရှင်မှာအရှိမှာ50လောက်ရှိမှာပြီး30လောက်ကျန်မှာပေါ့ဒါမှမဟုတ်ဥလောက်တို့လင်မယားနေရောက်ဆိုတော့ AC ပဲပြဿနာမရှိဘူးလေစားကြောက်တော့ချုပ်တဲ့နေ့မှာ အင်ရှင်ရဲ့ယောက်ျားကဘလက်ကတိုင်းပုံမှာဘလက်လမ်းပြီးတော့သူကကျမကြီးတော်တော်အချင်းကြီးစိုးတယ်။ဒါပေမဲ့အဲ့လိုတည်းကြိလိုက်တယ်ကဒီလူအချင်းကြီးမကောင်းဘူးစိတ်ထဲမှာအဲ့လိုတွေးမိတာပေါ့ဗျာနမိတ်ဖတ်တာတော့မဟုတ်တကယ်လည်းမကောင်းလို့မကောင်းဘူးပြောတော့နော်။ဒါပေမဲ့ဦးလာတို့တို့ကလည်းနေစရာမရှိဘူး။စာတော့အချုပ်ပြီးွားပြီ။နောက်နေ့မှဒါကိုကတက်မယ်ဆိုရင်အဲ့ရှင်ညဟိုဟာဖြစ်နေပြီ။6နာရီခွဲလောက်ဖြစ်နေညတ6နာရီခွဲလောက်ဖြစ်နေပြီပေါ့။နောက်နေ့မှကိုကတက်မယ်ဆိုရင်ဒီညဒီလူဆုံးသွားပြီဆိုရင် ဒါရက်လယ်မှာအိမ်ဒီအိမ်ပေါ်တက်ရမယ်လို့ဆိုတော့အယူကလည်းရှိကြတယ်ဆိုတော့မိမရေလို့ဒီညငါတို့ဒီမှာပဲအိတ်လိုက်တော့မယ်လို့တို့ဆိုအဲ့လိုပြောဘူးတော့တခါတည်းစာချုပ်ချုပ်ပြီးတော့ဒီမှာပဲနေမယ်ဆိုပြီးတော့အိတ်လိုက်တာပေါ့ဗျာညဆက်နေတယ်လောက်ကြတော့အောက်ကထပြီးတော့អော်ပါလေရောငိုပါလေရောဆုံးသွားတာပေါ့ဆုံးသွားတဲ့အချိန်မှာသူ့မိမကတလဆွန်တော်တို့အဲ့လို3လ6လတော့အဲ့လိုမျိုးဆွန်တော်တွေလောက်ကြလောက်တဲ့အချိန်မှာယောက်ျားတဲ့ငါလူတွေကိုလှုပ်ပေးတာ ਨੇ တွေ့ရလားမြင်ရလားတာရုခွန်နိုင်ရလားအဲ့လိုမေးတဲ့အချိန်မှာယောက်ျားကဘာပြောလဲဆိုတော့အိမ်မက်ထမပြောတာပါတိတာဗောတဲ့အလူလောက်တာငါအိမ်ဘောတက်ကနေကြည်နေတာတဲ့အဲ့လိုပြောတာကျွန်တော်မိမကြောက်တာဗောဗျာအဘောတက်ကကြည်နေတယ်ဆိုတော့ကျွန်တော်တို့အိမ်တွင်းမကိုးကွယ်တော့ဘူးဗျာမကိုးတော့ဘူးဗောနော်ကျွန်တော်တို့ဖရားတစုပဲရှိတယ်ဗျာဖရားဖရားအကြောင်းဆောင်လေးဗောတစ်ခုပဲရှိတော့အဲ့တော့ဟောဒါတော့သူ့အတူအိမ်မက်မတာပဲဆိုကိုယ်အောင်နေလိုက်တာဗောဒီကကျွန်တော်အမျိုးသမီးอ่ะဗျငါဘတ် မဟုတ်ငပတ်မုံငဥတာလေးတွေငပြက်ငပြက်လေးတွေပေါ့ဗျာအစိတ်သားလောက်ွယ်တာအစိတ်သားဆိုငပြက်အစိတ်သားဆိုအများကြီးပဲလေအဲ့တော့ဝယ်လာပြီးတော့အင်းရောတော့ဈေးချင်းတော့လေးချပြီးတော့သူချပြီးတော့သူ့အလုပ်လေးသူလုံနေတာပေါ့လုံပြီးတော့သူနောက်ပြီးတော့ဈေးချင်းတော့လေးကဆွဲထုတ်တဲ့အချိန်မှာငပြက်ထုတ်ဖို့သူရှာမလို့ဘူးဖြစ်ရှာမလို့တော့ငါယူခဲ့ပါတယ်ကြံခဲ့တာတော့မဖြစ်နိုင်ဘူးသူယူခဲ့တယ်အဲသူမှတ်ဉာဏ်တော့ကောင်းပါအမှသူစဉ်းစားလို့မရငပတ်တော့ရှာလို့အော်ဒီငပြက်တော့ရှာလို့မရဘူး တောင်းတယ်တော့ကျွန်တော်အိတ်လေးတလုံးပေါ့အိတ်အဲ့ဒီအိတ်သွားတွေ့တယ်အိတ်ကငညီနဲ့နန်းတာဒီမှာလို့မင်းအိတ်လို့ဒါမှအဲ့ဒီငပြတကောင်မှမရှိတော့ထားလိုက်တည့်ရနောက်နေ့ကျတော့ငဘတ်ငစင်နေလောက်ထားတာအဲ့တော့ထမင်းသားသပွဲကူပုံမှာကျွန်တော်ကခုံလေးပုံမှာဘဥဒါပေါ့တင်ထားတယ်တင်ပြီးတော့အပေါ်မှာပကံနဲ့အုပ်ထားလိုက်တယ်ငပြတ်ဥဒါငဘတ်ငစင်နေကိုပကံနဲ့အုပ်တော့အုပ်ပြီးတော့အဲ့ဒီအုပ်ထားတဲ့အပေါ်မှာ ရေဖလားပေါ့ရေတွေထည့်ပြီးတော့ရေဖလားကိုလည်းဖိထားလိုက်တယ်ပြီးရင်အုပ်ဆောင်အုပ်ထားတယ်ညလင်မယားနေရောအိတ်လိုက်တာဘာသာမလဲမကြောက်ပါဘူးဗျာမနဲ့မိုးလဲတော့အုပ်ဆောင်လေးကဟာနေတယ်ဗကန်လေးပေါ်တင်နေတယ်ငါဘတ်ငါဆယ်နေလောက်တာတဘောင်းမှမရှိတော့အဲ့ဒီမှာရေခွက်ကြီးကအောက်မှာကြာနေရေကနည်းနည်းလေးပဲဖိတ်တယ်ဗျာအများကြီးကိုအဲ့ဒီအပေါ်ကနေဆိုရင်ကျွန်တော်၃ဘီလောက်ရှိတဲ့ခုံဘွားတွေပြုတ်ကြတာကျွန်တော်စောင်းစောင်းကြတာအကုန်မောက်သွားတာအဲ့မဲ့မှာ တရားကြောအဲ့လိုကင်ပြီးခြားထားသလိုအဲ့တော့ကျွန်တော်တို့ကနည်းနည်းမိမလည်းကြောက်တော့ကျွန်တော်လည်းနည်းနည်းစိုးရင်စိတ်ဖြစ်လာတာပေါ့ဖြစ်လာတော့ကျွန်တော်ရဲ့အတိတ်တယောက်မန္တလေးလမ်းထိပ်မှာကိုယ့်ရရောက်တဲ့လူတယောက်ရှိတယ်အဲ့လူကိုကျွန်တော်ကတွားပြီးတော့မိတယ်သူတို့ကဒီနက်ကနာတွေပါတယ်သူကဝါသနာလည်းပါတော့လေမင်းအိမ်မှာတဲ့သူကအိမ်နှွှဲဆွဲတာလားတဲ့ဟာကျွန်တော်မဆွဲတော့ဘူးဟာမင်းအိမ်နှွှဲမဆွဲတော့မင်းဝင်စင်တိုင်းဝင်ထွက်ချင်တိုင်းထွက်လို့ရတော့ပေါ့ကွာမင်းအိမ်နှွှဲ ဆွဲဆွဲလာရတဲ့အဲ့ဒီကိစ္စတွေရှင်းသွားလိမ့်မယ်။နောက်နောက်တစ်ပိုက်ဆက်မှာကြာလေးနိုင်တယ်လေ။အဲ့တော့မင်းနဲ့အိမ်နွေးကိုးလာရတဲ့အိမ်နွေးကိုကိုးထားလိုက်တယ်။ဟာအိမ်နွေးကိုးတယ်ဆိုတော့ဘာပြောတာလဲဆိုတော့ဟာကွာလေမင်းကလည်းငပြောသည်အုံသည်ကွာလက်ဖက်ပါညာပေါ့အဲ့လိုကွန်းရတယ်ဗားရဲနဲ့အဲ့ဒါဟိုးတယ်မင်းသူ့အဲကိုကိုွယ်ပါမယ်ပေါ့ဗျာသူ့အိမ်မက်တွေပဲပေးပါပေါ့ဆောက်ရှောက်ပါအဲဒါပေါ့အဲ့လိုမျိုးပြောရမယ်ပါညာဆိုတော့ဟာပြီးွားရမယ်အိမ်မက်တွေပေးလိမ့်မယ်တဲ့အိမ်မက်ပေးပြီးွားရတလနေတဲ့အချိန်ကျတော့မင်း အင်းနဲ့အုံးဆွလိုက်ပေါ့ကွာဆိုတော့ဟုတ်ကိုလဲကိုလိုက်ပါတယ်ဒါပေမဲ့တလားဘာအိမ်မမတော့မပြေးပါဘူးကိုကပုံမှန်လေးတော့ဖះလေးတော့ရှစ်ခိုးတော့ပေါ့ဗျာဒါပေမဲ့တလားပြေးတဲ့ချိန်မှာရက်ကပြေးသွားပြီလေအိမ်မပြေးပြေးမပြေးပြေးကိုကဆွဲရမယ့်တာဝန်ဖြစ်သွားပြီကွာအဲ့တော့ဆွဲလိုက်တာပေါ့ဗျာဆွဲပြီးတဲ့နောက်ပိုင်းကျတော့စိတ်ကဘာဖြစ်နေလဲဆိုတော့အိမ်တော်ကလည်းစကြကားကြဆိုတော့စီပွားကြီးကလည်းဟိုအချီခိုင်တဲ့စီပွားကြီးမျိုးကလည်းမရှိဘူးလေဗျာအဲ့တော့စီပွားကြီးအစင်မပြေးတာတော့ခုခုပေါ့ဗျာ စိတ်နှောက်ယှက်ဖြစ်လာပြီဆိုရင်ငါအိမ်တွင်းအုံးဘောင်းတို့ကြီးများဘောင်းမြန်ဖြစ်နေတာလားအုံးဒီအထဲမှာ6များ6နေလားအညာများဘာဖြစ်လို့အဲ့အဲ့လိုမျိုးပေါ့တခုဖြစ်ရင်အဲ့အဲ့ဟိုကိုခိုက်တယ်လို့ဘာလို့တို့လည်းဟိုရှိတယ်ဟိုကြားဘူးတော့ဗောဗျာစိတ်ထဲမှာအရိယာကြီးကစိတ်မချမ်းသာဘူးဗျာနေ့တိုင်းကိုဒီနေ့လာလဲအဲ့ဒီစိတ်ကြီးပဲဖြစ်ကျွန်တော်လည်းနည်းနည်းတော့ကောင်းတော့နည်းနည်းတော့ခရတယ်ဗျာ စိတ်ထဲမှာလေငါမှားမြမှားဝါလားမှန်လားမှားမှားလားဆိုတော့ဒီဒီရဖြစ်နေတာပေါ့ဆိုတာကတော့ငွေကြီးရအစင်မပြေရတဲ့ကြားတဲ့အဲ့ဒီဝါဝင်ဝါထွက်ကြရင်တပေါင်းကျော်တပေါင်းကျော်ကုန်တာတော်တော်ဆိုးတယ်ကိုကိုစိတ်ကိုပြောပြတာเนาะဘယ်သူမှပုတ်ခတ်တာမဟုတ်တရက်ကြတော့ဗျအိမ်ကိုကြောင်လေးတစ်ခုလာလာတာပေါ့ဗျာဘယ်ကကြောင်လေးတော့မသိပါဘူးကိုကလည်းအဲ့လိုလိုက်ဆံကိုချစ်တတ်တော့အစာလေးပဲအဲ့လိုကျွေးတော့လင်းလေးလုံးနေတော့တော့မပြောင်းတော့ဘူးဗျာ 哎，我们带不了过后，保底保呢都问题了。提中央老的老板一家了，啊，你别在哪里没去到过，别到庐山啊，都没去到过。叫我祝福了，祝福你，祝祝福你啥呢？叫我，我说老朋友嘛，俺们老师的爱看的嘛，祝个伢呢去不去的？就是这个意思，祝个。我说过去怎给我对来的？哈，俺将来。 ကြောင်သွားကြောင်မွေးလိုက်ရင်ကောင်းသားပေါ့နော်စိတ်ထဲမှာပေါ့နော်ကြောက်ရင်လည်းကြောက်ပြပေါ့ဗျာကိုကတော့ကိုရှင်နဲ့မှရှိတယ်ပြောပြဒါပေါ့အဲ့ကိစ္စတွေကတော့ထားလိုက်တော့အဲ့တော့ကျွန်တော်ကအဲ့ဒီကနေပြီးတော့ကျွန်တော်အဲ့နှစ်နှစ်လောက်ကျွန်တော်နေတယ်ဗျနှစ်နှစ်လောက်နေတယ်ဆိုတော့အိမ်တွင်းအဲ့ဒီမှာကိုးလိုက်တော့6လလောက်ပဲကျွန်တော်အဲ6လမို့3လလောက်ပဲကျွန်တော်အိမ်မှာကိုးကွယ်လိုက်တာပေါ့နော်ကိုကိုဥဒပစ်လိုက်တော့ဆွဲလိုက်တာပေါ့အဲ့ဒီကလည်းပြီးလဲပြီးရောအိမ်မှာနေတော့နှစ်နှစ်လောက်ကြာတယ်အိမ်တွင်းကိုးတာတော့3လလောက်ပဲရှိတယ် ကျွန်တော်အင်ရှိအင်ကိုပြောင်းတော့အင်ရှိအင်ကကျတော့သူကလုံချင်းအင်ပြီတစ်ထပ်အင်ပြီအဲ့ဒါအဲ့လုံချင်းအင်ပြောင်းတဲ့အချိန်မှာကျွန်တော်ဘာတွေးတယ်ဆိုမပြောင်းခင်ပဲကျွန်တော်တခါတည်းကျွန်တော်စိတ်ကမှကျွန်တော်တွေးတာပြောတာပြီးတာကျွန်တော်သူ့လည်းအဲအင်ရင်းဖေးကြီးကိုလည်းကျွန်တော်ပြောတာပေါ့ဗျာကျွန်တော်ဒီအိမ်မှာရှိတဲ့အတွက်ကြောင့်ကျွန်တော်အင်ရင်းဖေးကြီးကိုကျွန်တော်ဒီအုပ်ဆွဲထားတာပေါ့ဟိုဘက်အင်ရှိအင်ပြောင်းသွားတဲ့ချိန်ကကျွန်တော်မလိုက်လာနဲ့ကျွန်တော်ပြောဒီမှာပဲနေခဲ့ဒီမှာပဲကျွန်တော်ဒီအိမ်မှာမလို့ကျွန်တော်ကိုပေါ့ဟိုဘက်အိမ်မှာကျွန်တော်ကျွန်တော်မဆွဲဘူးလို့တခါတည်းကျွန်တော်အဲ့လိုပြောတာ အဲ့အတွက်ကြောင့်လဲကျွန်တော်ဟိုအပြစ်ပေးမယ်ဆိုရင်ပေါ့ဗျာလုတ်ချင်တယ်ဆိုရင်ဟုတ်ရအဲ့အဲ့အဲ့လိုစိတ်ဘယ်တော့တင်းတင်းပြီဗျာဆိုတဲ့စိတ်ပေါ့ဗျာအဲ့လောက်ထိအောင်ကိုဆုံးပြတ်တယ်ကိုတန့်နဲ့တတ်သွားတယ်တတ်လို့ရတယ်တတ်ပေါ့ဗျာအဲ့လိုအဲ့လိုစိတ်ကကျွန်တော်ရှိရင်ပြောင်းသွားလိုက်ကြဗျာအဲ့ဒီကစားပြီးကျွန်တော်အိမ်မင်းကျွန်တော်ကိုယ်ကိုတော့ဗျာထူးခြားတယ်ဗျာနှစ်လလောက်နေတော့နာကက်ပုံတိုင်းဖြစ်တယ်ဗျာအဲ့တော့ အင်ရှိကျွန်တော်ကြောင်းခဲ့တဲ့အင်ရှိအင်ကြီးကပြူသွားတယ်ဗျာကျွန်တော်အင်ကတွတ်လေးအနောက်ဖွေးမှာတစ်ချက်တော့လန်သွားတယ်ဗျာအဲ့ဒါဘာကြောင့်လဲဆိုတော့အဲ့ဒီကူးကော်တာနဲ့မကူးကော်တာနဲ့မဆိုင်ဘူးဗျာဖျားဟောတာကအကြောင်းကြောင့်အကျိုးဖြစ်တာဘူးတကူဖြစ်မဲ့ကျွန်အကြောင်းရှိတယ်ဗျာဘာကြောင့်လဲဆိုတော့ကျွန်တော်အုပ်တွတ်တစ်ချက်ပဲလန်သွားတာကျွန်တော်အင်ပြီးနားမှာနှစ်ထပ်အင်ကြီးတစ်လုံးကကာထားတာဗျာအရှိမနောက်မှလည်းတစ်ပင်နေရှိတော့ကာထားလို့ကျွန်တော်အင်တစ်ချက်တည်းလန်သွား သူ့အိမ်ပြူသွားတယ်ဆိုတော့က तू ကစင်လေးကလည်းယာရင်နှဲ့နေတော့တောက်တီတော့ထောက်ထားတော့ဘီနာမှာလည်းခြံခွက်တစ်ခုကလွတ်နေတော့သူ့ကိုလီပူပြီးတော့တိုးတော့ဗျာအဲ့ဒါကြောင့်သူပြူသွားတာပေါ့နော်ဒါပေမဲ့အဲ့ဒီအိမ်ရှင်တွေကလည်းမပြူခင်မှာပဲအိမ်အောက်ကလူတွေမပြူခင်မှာဘဟုတ်ဘက်ကတိုက်ရင်ကိုပြောင်းသွားတယ်ကံကောင်းပြူသွားတယ်ဆိုတော့ကြောင်းကျွန်တော်လည်းဒါအထွေကြုံလေးတို့ဒါညဝေချင်းဖြစ်ပါတယ်ဗျာလွတ်လပ်စွာတော့ကိုယ်လည်းနိုင်ပါလေဗျာကျွန်တော်ကတော့ မကြောက်ဘူးကြာမကြောက်တဲ့အတွက်ကြောင့်ကျွန်တော်အခုအိမ်မှာဖះเจ้าဆောင်တစ်ခုပဲရှိပါတယ်ဖះတစ်စုကလွယ်ပြီးကျွန်တော်ကောင်းမကူဘူးပေါ့အခုချိန်ဒီလဲဘိုးကြီးကြံပါခြင်းစိတ်ချမ်းသာခြင်းနဲ့ပြည့်စုံပါတယ်ဗျာလောက်ကန်ဒီလဲစင်ပြေပါတယ်ဗျာ